Hello. အဲ welcome back ပါရှင်။အဲ love it right ဒီနေ့ hobby မှာကခေါင်းစဉ်ရပါဘူးနော်။ဒါအရာရာအလုံးကောင်းမှုဖြစ်လာရဲဆိုရဲခေါင်းစဉ်အောင်မှာ။အဲ့တော့အခုကိုကအခုမှအစိုးရနေဂျုံနေရတယ်။တခုခုလွဲချော်ရရှိသွားရဲဆိုရဲကို့အနေနဲ့ဘယ်အရာတွေကကောင်းမှုဖြစ်လာမလဲဆိုတာလေးကိုကြည့်ပေးမယ်။နော်။ကဲဟုတ်ပြီ။အဲ့တော့ဒါ general reading collected reading အနေနဲ့ပဲကြည့်ပေးမယ်။ဖိုင်ဝမ်ဖိုင်တူတော့မကြီးခိုင်းတော့ဘူးပေါ့နော်။ ။ကဲအဲ့တော့ဒါလာဗန်ဒါရီနဲ့အတူ reading ချင်းထုံးစံအတိုင်းစိတ်အေးအေးလေးနဲ့เนาะဒါအမှားစကားလေးတွေနဲ့ပေါ့နော် guide message လေးတွေနဲ့အမြဲပြောပေးနေရှာမှုစိတ်အေးလေးထားပြီးတော့ဒီ reading လေးကိုကြည့်လိုက်ကြရအောင်เนาะကဲဟုတ်ပြီအဲ့တော့ဘလိုမျိုးအရာတွေကကိုယ့်အတွက်ကောင်းမှုဖြစ်လာမှာလဲအခုဆိုရင်ပေါ့နော်ဒါနှစ်ယောက်က ending ဖြစ်ထားတာတော့တခုခုအာ လွှဲချော်သွားတာရှိမှာပေါ့နော်စီးပွားရေးပါမဖြစ်ဖြစ်ငွေကြေးပိုင်းမှာပဲဖြစ်ဖြစ်เนาะအဲ့လိုကိုယ့်ဘက်ကဆုံးရှုံးပြီးသားတစ်ခုရှိခဲ့တယ်ဆိုရင်တော့ကိုယ့်အနေနဲ့ဘာတွေကကိုယ့်အတွက်ကောင်းမှုဖြစ်လာမလဲရှက်ဖယ်လုံးရင်ကက်လေးချရင်အဖြစ်နေပဲကြည့်လိုက်ရအောင်เนาะ Okay. ကြရက်ကလေးတော့ကောင်းနေတယ်အဲ့လိုဖြစ်သွားတဲ့ထက်ကရော Okay อืมဒီဒီကလေးကခုနထွက်ထွက်ကြလာထပ်ပြီးရှင်မလို့တော့လည်းထပ်ပါလာ Okay okay အဲ့တော့ဒါမင်းအတွက်အခုပေါ့နော်ဒါကို့ပေါ်မှာတစ္ဆာဖောက်တဲ့သူနော်ဒီကက်ကကို့ပေါ်မှာတစ္ဆာဖောက်တဲ့သူနော်ဒါကိုနဲ့ပတ်သက်ပြီးတော့ဒါကို့ပေါ်မှာ ဖုံးကွယ်ထားတဲ့သူရှိတဲ့သူပေါ့နော်ဒါကို့ဘုံမှာမကောင်းလို့ပြောရှင်းတာနော်သူကလိညာရဲ့လက်ဖြားရဲ့ဆိုရဲကတ်မျိုးကို့ဘုံမှာတခုဖုံးကွယ်ထားရဲ့ဆိုရဲကတ်မျိုးကိုကအဲ့လိုအခြေအနေတခုပေါ့နော်ကို့ဘဝတစ္ဆာဖောက်ခံရတဲ့အနေထားတခုဒါမှမဟုတ်နော်ကို့ဘဝကကို့ဘဝရဲ့အနေထွက်သွားတဲ့တခုခုပုံမှာပေါ့နော်ဒီလိုအဆိုးလေးကြီးကြုံလာရတယ်အမှန်တော့ကို့အနာအနေထွက်သွားတဲ့အရာကိုမင်းကအကောင်ဆုံးလို့ထင်နေတာတကယ်တော့မဟုတ်ဘူးအဲ့ထက်ကောင်းတာရောက်လာအောင်မအဲ့အဲ့တဘောပြောရှင်းတာ เนาะဒီချိန်မှာကိုယ့်ပုံမှာတစ္ဆာဖောက်ခန်းလိုက်ရတာပဲဖြစ်ဖြစ်เนาะဒါတချို့စီးပွားရေးမှာလည်းအဲ့လို share လုပ်နေနေစီးပွားဖောက်အဲ့လိုမျိုးတစ္ဆာဖောက်ခန်းလိုက်ရတာရှိရေပေါ့เนาะသူ့အတွက်သူပဲအကျိုးမြတ်ကြည့်ပြီးတော့ဆိုတော့အဲ့လိုအနေထားရေးမှာเนาะကိုယ့်ပုံကိုယ့်ပုံမှာဒါကိုယ်နဲ့မလုပ်ချင်တော့ကိုယ်နဲ့ဆက်မတွေ့ချင်တော့ကိုယ်နဲ့လည်းမနေချင်တော့ဒါအမင်းကိုဖျက်မရမှာသူချားလောက်ရွေးသွားတယ်เนาะအဲ့ဒါဒီအကုန်လုံးက ါမင်းအတွက်ကောင်းမှုဖြစ်လာတာအခုချိန်မှာဒါတချို့လက်ရှိမယ်နိုင်ငံခြားရေမတော်ရသေးဘူးမတော်ရသေးဘူးရက်တွေနောက်ကျနောက်ကျနေအဲ့ရက်တွေနောက်ကျလဲကိုယ့်အတွက်ကောင်းတာတွေဖြစ်လာမှာမဟုတ်ရက်တွေတမင်နောက်ကျပြရအဲ့လိုမျိုးပေါ့နော်တချို့လွဲချော်သွားတဲ့အရာတွေကလဲကိုယ့်အတွက်ကောင်းတဲ့အရာတွေဖြစ်လာလို့လွှဲချော်သွားတာအခုလည်းအဲ့တိုင်းပဲမင်းပုံမှာဒါမင်းပုံမှာလှည့်စားထားတဲ့သူတော့မင်းမင်းစီကနေဒါတခြားသူက သူ့ကိုပိုကောင်းပေးနိုင်မှာဆိုပြီးတော့ခြေစုံခံပြီးထွက်သွားတယ်ဆိုပြီးပါမှာပေါ့နော်အဲ့ဒီပါတယ်ဆိုရင်အဲ့ဒီလိုက်မခေါ်နဲ့တော့ဘာလို့လဲကို့အတွက်ဒီကောင်းလာရောက်လာမှာမို့လို့အဲ့ဒီသူ့ကိုမင်းရဲ့ခြေစုံတရားမှာဘာလို့လဲမင်းဘွားရဲ့မှာအဲ့ဒီသူ့လုံလိုက်မှာကို့အတွက်ကံလန်းနေတာပွင့်လာတာကံကောင်းလာမယ်နော်အဲသူလည်းဝိကျွေကြီးသွားမယ်သူကမကောင်းတဲ့ကံမတခုမကောင်းတဲ့ဝိကျွေတခုပြီးဆုံးသွားပြီဆိုရင်ကို့အတွက်ကောင်းတဲ့အရာတွေဖြစ်လာမယ်ဒီကက်ကအဲ့ဒီ အဲ့ဒီလိုမျိုးသဘောပေါ့နော်ဆိုတော့အဲ့တော့မင်းအနေနဲ့ကောင်းတဲ့အရာတွေဖြစ်လာတော့မယ်ရှေ့လျှောက်ပေါ့နော်ဒါစီးပွားရေးဘာရောငွေကြေးဘာရော အဟောင်းကိုဆွလို့ပြီးတော့ဒီတဖူးဆိုတဲ့ကံလေးစတင်ခြင်းကအတိတ်စတင်ရမယ့်အရာတွေရှိလာတယ်ပေါ့နော်အဲ့တော့အခုအနေမှာတခုခုကြောင့်ကိုကကြန့်ကြာနေရဆိုရင်အရာရာအလုံးအချောင်းရှိလို့အကျိုးဖြစ်နေတာအဲ့အတွက်ကိုကဒီကြန့်ကြာနေတဲ့အပေါ်မှာစိတ်မရှိတာတော့ အဲမဆောင်ရှင်တာလို့ဆိုရင်တော့ဒါကို့အတွက်ကောင်းလာရဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကို့အတွက်ကောင်းလာရဖြစ်လာမှာမဟုတ်ဒီလိုမျိုးကြီးဒီလိုမျိုးကို့ပုံမကောင်းတဲ့သူတွေထွက်သွားတာကို့နဲ့အဆင်မပြေတဲ့သူတွေကထွက်သွားတာအဲ့တော့ကို့ပုံမဒီသူဒီသူကြောက်ကထွက်သွားပြီဆိုရင်ကို့အနေနဲ့ပြောင်းလဲသွားမှာဒါတခုခုပြီးဆုံးသွားပြီဆိုရင်စတင်ခြင်းတွေဝင်ရောက်လာမယ်အဲနောက်တစ်ခုကတော့အပြောင်းလဲလေးဖြစ်လာမယ်ကို့ပုံထဲမှာပြီးသွားရင် chapter တစ်ခုပြီးသွားနောက်ထပ် chapter တစ်ခုစရမှာ ကောင်းတဲ့ chapter တခုစရမှာเนาะအဲ့တော့မဲအနေနဲ့စိတ်ပိုင်းဆိုင်ရလဲပေါ့เนาะအရင်ထပ်ပို့ပြီးတော့ strong ဖြစ်သွားမယ်လောက်ရှင်ကရဲ့စိတ်တွေเนาะဒါသူများထက်တာရှင်စိတ်တွေဒီလိုလှုပ်လိုက်လို့ပေါ့เนาะဒီလိုအကြောင်းဖြစ်လာအဲ့လိုပုံစံမျိုးဒီလိုထွက်သွားရဲဆိုတော့ကိုယ့်ဘဝထဲမှာဒါဆုံးရှုံးသွားတာမဟုတ်ဘူးကိုကရာရာအလုံး loss ဖြစ်သွားရပါတယ်ဆိုပြီးတော့ one name အနေနဲ့ကိုကအဲ့အဲ့ဒီအပေါ်မှာကိုက strong ဖြစ်သွားမှာအဲ့ဒီတင်ခန်းစာရုံမဲ့တင်ယူနိုင်မှာ အဲ့ဒီတင်ကန်းစာရေးပေါ်မှာမူတည်ပြီးတော့မင်းအားရှောင်းဖြစ်သွားမှာအခုတချို့ဆိုရှိရယ်နော်ဒါတက်ခွဲတယ်တန်ရာရတယ်အော် healing တွေလောက်ကြရတယ်အဲ့ကောင်းတဲ့ຢာရေးဖြစ်လာတာမဟုတ်လားဒီလူဒီလူဒီလူကအတက်ခွဲလိုက်လို့ဒီလူဆောင်ကဟီလင်းလုပ်ရတယ်။ဒါကောင်းတဲ့အရာလေးလုပ်တာဆိုကိုယ့်အတွက်ကောင်းတာရွေးဖြစ်သွားမှာမဟုတ်ဘူးလား။ဟီလင်းလုပ်လိုက်တာနဲ့တပြိုင်နက်တည်းကိုယ့်အနေနဲ့ဒါအတွေးခေါ်ယူဆတဲ့စိတ်ပန်းဆိုင်ရာတွေက မတူပြောင်းလဲသွားလေအဲ့ဒီလူကြောင့်ဖြစ်သွားပါဗောနော်အဲ့တော့အခုချိန်မှာဒါလွဲသွားတဲ့အရာတွေရှိတယ်ဆိုရင်စိတ်မညစ်ပါနဲ့နော်စိတ်ဆုံးရှုံးလိုက်ရတယ်လို့လည်းမတွေ့ပါနဲ့အဲ့ဆုံးရှုံးလိုက်ရတာတွေရဲ့နောက်ဆက်တွဲကောင်းလာရင်မင်းဘက်ကဖြစ်လာမှာမလို့တော့တစ်ဖက်ကဒီလိုမျိုးလှုပ်ပေးသွားလိုက်ရတာတစ်ဖက်ကကိုယ်တင်ငင်းဆိုင်လက်တင်ပေးရနော်ဒါကတစ်ဖက်သူဆိုတာကတချို့ ဘသူဘက်နဲ့နေဖြစ်နိုင်တယ်မိသားစုဝင်နေရဖြစ်တယ်လို့ဖြစ်နိုင်တယ်လို့ဒါကိုယ့်ရဲ့ချက်တူရည်စားလည်းဖြစ်နိုင်မယ်အိမ်တော်ဘက်လည်းဖြစ်နိုင်မယ်နော်သူတို့တွေကဒါတချို့ universe ကပေါ့နော်ကိုယ့်ကို lesson တွေပေးမယ်ဆိုရင်ကိုယ့်အရင်အရင်နှီးဆုံးလို့ကိုယ့်အချစ်ရဆုံးလို့ဆီရပဲတင်ငန်းစာရုံတင်ခိုင်းနေနော်အဲ့တော့ကိုယ့်အတွက်အချစ်ဆုံးကိုယ့်အတွက်အဖိုးတန်ဆုံးဆိုတဲ့အရာတွေ အရာတွေစီကဒါကိုယ့်အတွက် lesson တွေဘယ်လောက်ရမလဲဆိုတော့ universe ကမင်းပေါ်မှာ lesson တွေသင်ခိုင်းတာကွာဆိုတော့နားလည်မှာပါသာပြထားပြီးပြောချက်နဲ့တဘောအဲ့တော့ကိုယ့်ပေါ်မှာဘသူပေါ့နော်ဘသူပဲဖြစ်ဖြစ်ကိုယ့်ပေါ်မှာမကောင်းခဲ့ဘူးအဲ့ဒီလိုကကိုယ်နဲ့ရှင်းဆက်နိုင်ဘူးအဲ့ဒီလိုကကိုယ့်ဒါနေမင်းကစားပြီးပြောတာတော့ပေါ့နော်မခံမခံစားနိုင်ဘူးပြောရလို့ဆိုရင်ကိုယ့်ဘက်က ဘာမှတုံ့ပြန်မနေနဲ့အော်ဒါတွေကုံတော့ငါကောင်းမှုအတွက်ဖြစ်လာတာဆိုပြီးသူ့ကိုသဘောတိုင်းနဲ့နေပြလိုက် let go ပဲ။နော်အဲ့တော့ထွက်သွားတဲ့အရာတွေပေါ်မှာလည်းတိုင်းမခေါ်နဲ့ကိုယ်အပြစ်တင်ပြောတဲ့သူစီမှာလည်းဘာမှမတုံ့ပြန်နဲ့ နော်ဒါကိုနဲ့ကိုဘွားရဲဘောနော်ကိုနဲ့တူတူလုံမလုံချင်တဲ့သူကိုနဲ့တူတူမပေါင်းသင်းချင်တော့တဲ့သူတွေရှိရဲဆိုရင်ကိုဘကအေးစစ်စစ်လက်ကိုပဲလုပ်လိုက်ပါဘာလို့လဲသူ့ထက်ကောင်းတဲ့အရာတွေရောက်လာမှာမလို့ဘာလို့လဲဒါမင်းဘွားက new chapter တကူစားရမယ်ဒါလည်းဒါ ဒါ ending နဲ့ new began နဲ့ဆက်ဆက်နေတဲ့ခက်တစ်ခုပေါ့နော်ဆိုတော့ဒါ ending ပြီး new began နေလာလိမ့်မယ်အပြောင်းလဲလေးဖြစ်လိမ့်မယ်ကောင်းတဲ့အပြောင်းလဲဘာလို့ကောင်းတဲ့အပြောင်းလဲလို့ပြောရလဲဒီမှာဒီကတ်လေးပါလို့ဒီကတ်လေးကကတ်ဂျမအဟောင်းပြီးသွားပြီးကတ်ဂျမအစ်စ်ကိုစတင်ရတော့မယ်နော်စတင်ခြင်းနေရှိမယ်အဲ့စတင်ခြင်းမှာကိုကရေးဝုန်းဝင်သွားပါတိုးဆုပ်ဖြစ်တာရင်မသွားပါနဲ့နော်ကိုကအနာဂတ်ကိုလည်းအရင်မျှော်တွေးလို့မရဘူးဒီဖြစ်ရှင်မဲ့ဒီပြစ်ဆုပ်ပမာမို့တီးပြီး flow လေးအတိုင်းမဖြတ်သွား ြီးခက်လျင်အဓိပ္ပာယ်လို့ပေါ့နော်။ရာရာအလုံးအဆင်ပြေမှာပါခက်ခဲရရှိပဲရှိတယ်ဆိုပေမဲ့လည်းအဲ့အရာပေါ်မှာကိုက lesson တစ်ခုလို့သတ်မှတ်ပြီးရောနော်စိတ်ပိုင်းဆိုင်ရာ strong ဖြစ်ဖြစ်နေပဲနော်ကြောဖြစ်ပါဒါမဲအနေနဲ့ဒီလာမဲနောက်ဆက်တွဲကာလတွေမှာအရန်ကိုစောင်းဖြစ်မယ်တွေးခေါ်ယူဆတာတွေရောเนาะအရန်လို့အရန်အရန် week ဖြစ်နေတဲ့သူတယောက်ဆိုရင်မဲအရန်အထပ်ပို့ပြီးတော့ strong ဖြစ်လာမယ်လူတွေကြောင့်လည်းပို့ပြီးတော့နားလည်သွားမယ် အဲ့လိုကိုတင်ငန်းစာပေးခဲ့ရကြောင်းမင်းတင်ငန်းစာတခုတက်မြောက်သွားပြီမြို့ဝပြောင်းလဲတော့မှာနော်ကဲဒါရကက်လေးရလို့ပြောရနော်နောက်တနောက်တကက်လေးဆွဲကြည့်အောင်ဆိုတော့ social media ပေါ်မှာဘာမှနောင်တလည်းမရနဲ့နော် အရာရာအားလုံးအကြောင်းကြောင့်အကျိုးဖြစ်နေတာကိုယ့်အနေနဲ့နောက်တရရစရာမရှိဘူးတယောက်ယောက်ကိုယ့်ဘဝရထွက်သွားပြီဆိုရင်ကိုယ့်ကိုအရင်ဆုံးအပြစ်မတင်ပါနဲ့ကိုယ့်ကို drama ဆောင်ထဲမှာပိတ်မိမနေပါနဲ့အဲ့တော့ကိုယ့်ကိုအပြစ်တင်တင်လိုက်တာနဲ့ drama ဆောင်ထဲမှာကိုယ်ကရောက်သွားတယ်အဲ့တော့ကိုယ်ကအပြစ်မရှိဘူးဒါအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ကိစ္စသူ့သဘောသူသွားနေတာကိုယ်ကအဲ့ဒါလေးကိုမြင်တတ်ဖို့တွေ့တတ်ဖို့ပဲကိုယ့်ကိုဘယ်တော့မှအပြစ်မကြုံနဲ့အရာရာအားလုံးကောင်းမွန်ဖြစ်လာတာကြည့်ပါနော်ကြည့်အဲ့တော့နောက်တစ်ကတ် Oracle message တွေကဘာပြောထားလဲ Stop ruminating over what you did or didn't do let it go ရဲ့အဲ့လားတော့ပြောသလိုပဲเนาะမဲနော်ထားလိုက်ပါတော့ငါအပြစ်တင်ပြန်လုတ်ခဲ့မိလို့သူကထားသွားလားမင်းအရင်ကလုတ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးဘာမှမတွေးနေနေတော့အရာရာအလုံးလက်လွတ်ထားလိုက်ပါတယ်ကိုလုတ်ခဲ့ရမှန်လား ။နော်ကိုလောက်ခေအမလားကိုရဲ့အမရဲ့ကိုရဲ့လောက်လောက်ရဲ့တွေ့ကြောင်ဒီလိုမျိုးဖြစ်သွားလားဆိုပြီးတွေ့ဝင်မနေနဲ့။နော်လာဗန်ဒါရီပြောတဲ့သဘောတရားအရာအတိုင်းပဲလက်ရီကိုလက်လွတ်လိုက်ပါအရာရအောင်လွတ်ချပြီးဘာမှမတွေ့ဘူး။အဲ့သဘောနောက်တစ်ကက်လေးဆွဲကြည့်မယ်။ Stop pushing against what is against with it and move on. No? အကုတ်ကုတ်ကိုပေါ့နော်ဒါလည်းအဲ့တိုင်းပဲဒါအပြစ်မမြင်ပါနဲ့ကိုကိုလည်းအပြစ်မမြင်နဲ့နော်ဒါပြောတာ align with ဆိုတာအဲ့အရာနဲ့ဖြစ်အောင်အဝင်ခွေချဖြစ်အောင်နေပြီးတော့ move for move for လိုက်ပါအခုဆိုတာပြီးဆုံးသွားဆက်ဆက်ရေးရှိမယ်မင်းနေနဲ့အဲ့အရာပေါ်မှာပေါ့နော်ကိုကိုကိုဖိအားပေးနေကိုကိုကိုအပြစ်ကျန်နေအဲ့လိုမျိုးမလုပ်ပါနဲ့ဒီဟာပြီးသွားပြီပြီးသွားအရာပေါ်မှာကိုကလက်ခံလိုက်အဲ့လက်ခံလိုက်တဲ့ ပေါ်မှာမူတည်ပြီးတော့ရှေ့ဆက်ရှေ့ဆက်အတွေးနဲ့အတွေးကောင်းများများစွာတွေးပြီးတော့ move on လိုက်ပါဘလို့ move on ရမလဲအရာရာကောင်းဖို့ဖြစ်လာတယ်ဆိုတော့တွေးပြီးတော့လာ move on လိုက်ပါအဲ့ဒီဒီကက်ကလည်းအဲ့ဒီတော့ပြောရှင်းတာကိုကိုကို pushing မပေးနဲ့ပါတော့တောင်းအမပေးနဲ့ဖိအားလည်းမပေးနဲ့အရန်မေးဖို့မေးဖို့ကြိုးစားရမျိုးမလုပ်ပါနဲ့ နော်တအားဖီရပေးရမျိုးလည်းမလုပ်နဲ့ကိုကိုကလည်းဘယ်တော့မှအပြစ်မတင်နဲ့တချို့ညီမလေးဆိုရှိရယ်မူဖုံမှရမယ်ရမယ်ဆိုပြီးတော့အရန်မူဖုံကိုစူးစိုင်းမူဖုံလောက်တယ်ဆိုတာမလွယ်ဘူးဟိုနှစ်လကြာရှည်ဆိုတာစိတ်ထဲမှာရှိရသူတယောက်ကိုကိုကရုတ်တရက်ဟိုကို့ဘဝထဲမှာမရှိတော့ဘူးလို့ခံစားရတာလောက်နော်ဒါအရန်ဆိုးရတန်ရာမရှိဘူးပါဆိုတော့မူဖုံကခက်ပါတယ်ဒါကိုစူးစမ်းမှရမယ်ကိုမစူးစမ်းဘဲနဲ့နော် ဒါအတင်းကြိုးစားပြီးအတင်းဖြေရပေးနေလေအဲ့ရမေးကိုခတ်တယ်။နောက်ကိုကပေါ်ပေါ်ပါလေးနဲ့လှုပ်ရှားနိုင်မှုစူးစမ်းမှာအတွေးလေးပေါ့နော်ညင်သာတဲ့အတွေးလေးကိုတွေးပြီးတော့လှုပ်ရှားနိုင်မှုစူးစမ်းမှာလှုပ်ရှားနိုင်မယ်။အဲ့တော့ကိုကကိုမေးဖို့စူးစမ်းမယ်ဆိုပြီးအရန်လဲတွန်းရမပေးနဲ့အရန်လဲအပြစ်မတင်နဲ့လုံနိုင်သွားမှတဖြည်းဖြည်း။ဟုတ်ပြီနော်။အဲ့တော့နောက်တစ်ခါပဲ။ What has your inner voice happy asking of you? Listen and act. Okay, အဲ့တော့သူပြောရှင်းတာလေးอ่ะမင်းရဲ့အထဲထဲကအတန် inner voice ကမင်းကိုဘာပြောရှင်းနေလဲ။ကိုယ့်ရဲ့အထဲထဲမှာအတန်ဆိုတာရှိရယ်နော်။ Intuition ဆိုတာလည်းရှိရယ်။ကိုယ့်ရဲ့ higher self ဆိုတာလည်းရှိရယ်။အဲ့ဒါလည်းတကယ်ရှိရယ်နော်။ Long story ဆိုအဲ့အရာတွေနဲ့ပတ်သက်ပြီးဒီဒီပစ္စုပန်ဘဝမှာသူတို့ရဲ့လုံးလိုက်ရှာလိုက်လိုက်နေပါတော့နော်။သူတို့တခု decision ချမယ်ဆိုရင်ကိုယ့်ရဲ့အတွင်းထဲပြောရဲ့အတန်နဲ့ပဲချတယ်။ တသိချင်းချရပေါ့နော်အဲ့နေရာကိုသွားတက်လာမသွားတက်မလားဒီအရာဝဲတက်လာမဝဲတက်အောင်လားနော်အရင်ဆုံးကိုယ့်ရဲ့ adrenaline ဆန္ဒကိုပြင်မေးရအဒွန်းရဲ့ဆန္ဒအဲ့လောက်ကြီးအလိုမရှိဘူးဆိုတော့တော်တော်အဲ့လိုမျိုးဝယ်ရတော့ပါမလုပ်ဘူးပေါ့နော်အဲ့အရာအဲ့ဘက်ကိုသွားအမျိုးမျိုးမလုပ်ဘူးကိုယ့်ရဲ့ဒီ intuition ကိုယ့်ရဲ့ inner voice နဲ့ပဲဒါအတုံးချပြီးတော့လက်တွေမှာလောက်ဆောင်တယ်အဲ့တော့နော်ကိုယ့်ရဲ့ intuition ကောင်းအောင်နော်ကိုယ့်ရဲ့အဒွန်းရဲ့ဘာကြီးပြောနေလဲသိရအောင်အမြဲ meditation လုပ်ပါ စိတ်ပေါ်တော့အေးချမ်းအောင်လို့7မိနစ်လောက်တော့နေတိုင်းနေတိုင်းအဲ့လိုဝင်ထွက်လေးလေးရှူပေးပါအဲ့ကိုတော့ကောင်းတဲ့ဟာဖြစ်လာတာပဲเนาะကိုကအဲ့အချိန်မှာเนาะလောဘလည်းနေတော့မယ်ဒေါသလည်းနေတော့မယ်ပြီးတော့ကိုလုတ်တဲ့အရာဘာလဲဆိုတော့ကိုကိုယ်ကချက်ချင်းသိနိုင်လာမယ်အဲ့ဒီ population ကနော်အဲ့တော့ဒီချိန်မှာကို injection ကိုရဲ့အတွင်းထဲအရာကိုဘာပြောရှင်းနေလဲအဲ့ဟိုတိရှာနားထောင်မှာအဲ့အတိုင်းပြမှုပါတဲ့သူပြောရှင်းနေကက်လေးရအဲ့ဒီကက်လေးနော် ဟုတ်ပြီနောက်ချက်ပေါ့နော်ဒါ oracle cat လေးထပ်ဆွဲပေးမယ် universe ပေါ့နော် universe message တပေါ်အနေနဲ့အဲပြောသေးတယ်ဒါ message စကားရောပါတယ်နောက်ပြီးတော့ဒါကို့အနေနဲ့အခုချိန်မှာကို့အနာမှာမရှိရတဲ့သူကိုယ်ကစကားမပြောဖြစ်တဲ့သူတွေပုံမှာကိုကအရင်အစွဲတိုင်းကြည့်နေနေเนาะအရာရာအလောကောင်းမှုဖြစ်လာတာเนาะကောင်းတဲ့အရာတွေရောက်လာမှာမို့လို့ဒီလိုမျိုးမကောင်းတဲ့အရာတွေက ကိုယ်နာမမရှိတော့ဘူးနော်အဲ့လိုအနာမှမရှိတော့မှပဲကိုယ့်ဘဝတိုးတက်သွားမှာနော်ကိုယ့်ဘဝဒီလိုမျိုးပြောင်းလဲသွားမှာအဲ့လိုကိုယ်နာမရှိနေတည်းရွေးအဲ့လိုရကိုယ့်ကိုနော် lesson တွေလာတင်ပေးတွေ့ကိုယ်ကလည်းလိုချင်နေမျိုးရတာမှမဟုတ်ဘူးအဲ့လိုကိုယ့်ကို lesson တွေတင်ပေးရတော့အမြဲတမ်းကျေးဇူးတင်မှာဟုတ်ပြီနော်ကဲအားပြောထားမှကြည့်လိုက်ချင်အောင် Hola, Pat. Eh, the ball got up my chin. fuchsia independent okay အဲ့တော့မင်းအနေနဲ့အနာဂတ်မှာဘယ်လိုပဲကိုယ့်ဘဝရဲ့ lesson တွေ lesson တွေရောက်လာရောက်လာကိုယ်ကကြော်ဖြတ်နိုင်မယ်အမိခိုကင်းကင်းနဲ့ကိုယ်ကကြော်ဖြတ်နိုင်မယ်နော်ဒါအခုကနေစပြီးမင်းတယောက်တည်းရက်တည်နိုင်မယ်တချို့ဆိုရှိရယ်သူရှိမှငါဘွားပြည့်ပြည့်စုံမဟုတ်ကိုတယောက်ထမ်းနဲ့လည်းပြည့်ပြည့်စုံမယ်ကိုဘွားရဲ့ကိုတယောက်ထမ်းနဲ့လည်းဘွားက ျော်ရှင်ရတယ်เนาะကိုယ့်ရဲ့ကျော်ရှင်မှာကိုယ့်စီမှာပဲရှိရာเนาะအဲ့တော့တခြားသူပေါ်မှာပေါ့เนาะတွေ့ကက်တာရေရှောင်းမှာ attachment ဖြစ်တာရေရှောင်းမှာเนาะအဲ့တော့နောက်ပိုင်းမှာမင်းအနေနဲ့ဒီအနာဂတ်မှာလာမယ့်အနာဂတ်မှာမင်းအနေနဲ့အမိခုကင်းကင်းနဲ့သူများရဲ့စီကိုရက်တည်လာနိုင်လိမ့်မယ်ကိုကိုရန်ကိုရဲ့လမ်းကြောင်းတစ်ခုပေါ်မှာပဲအိုင်ယွန်စိုက်ပြီးတော့မင်းရဲ့ဘောက်ကိုမင်းလမ်းကြောင်းဖောက်ဖြစ်လိမ့်မယ်ထိတ်ဆုံးထိရောက်ပါလိမ့် နော်ထိတ်ဆုံးတိရောက်ပါလိမ့်မယ်အဲ့တော့မင်းကလည်းဒါအဆောင်ရှောက်တွေရှိရဲ့အဲ့အဆောင်ရှောက်တွေရဲ့အကူအညီနဲ့မင်းထိတ်ဆုံးရောက်လိမ့်မယ်အဲ့ဒီတော့မင်းဘွားကနော်မက်ချစ်ပုံစံမျိုးလိုပဲနော်အရာရာအလုံးဖန်ဆင်းလိုက်သလိုပဲမင်းလိုချင်တဲ့အရာရဲ့အကုန်လုံးမင်းဘွားရဲ့ကိုရောက်လာမှာအနာဂတ်မှာ ပို့ပြီးတော့ဒီအခုနေရာချက်ပို့ပြီးတော့ independent ဖြစ်သွားမယ်ဆိုတဲ့အနေအထားမျိုးဟုတ်ပြီနော် ကဲတော့ဒါ love and light ဒီနေ့ reading လေးကိုစောစောလေးတော့ပြောပြသွားတယ်။အဲ့ခေါင်းစိအောင်မှာအရာရာအားလုံးကောင်းမှုဖြစ်လာတယ်ဆိုရယ်ခေါင်းစိအောင်မှာတကယ်လည်းကောင်းမှုဖြစ်လာတဲ့အရာကြီးပဲဖြစ်တာ။ဒီစကားကဒါနော်ဘယ်လိုမျိုးကာယံလိုက်ဖက်လို့ပြောနေရလဲမဟုတ်ဘူး။တပြုတ်တကယ်ဖြစ်တဲ့အရာတွေနော် love and light ကိုရယ်တကယ်အဲ့လိုကြီးကြုံလို့အခုလည်းအမြဲတမ်းတွေးရယ်အရာရာအားလုံးကောင်းမှုဖြစ်လာတာပါ။ကို့မှာတခုခုအဆိုးကြုံတယ် နော်။ရရအလုံးကောင်းမှုဖြစ်လာတာပါ။ဒါတွေကဖြစ်တဲ့လို့ဖြစ်လာရတာ။အဲ့လိုပဲတွေးရတယ်။နော်။အဲ့လိုအတွေ့ဘာကြောင့်ရစီရလဲလဲဆိုရင်လေပင်မန်းခဲတဲ့နေ့ဒိုင်ရန်ရခဲ့နေရှိတယ်။ဒါဆိုဒါတွေကလက်စင်ပြီးခဲ့တူလည်းရှိတယ်။အခုချိန်မှာတော့ဒါဆိုဒါတွေကလမ်းကြောင်းတစ်ခုကိုရောက်နေဆိုသူတို့အမြဲကြီးစုတယ်။သူတို့ဒီလိုလုတ်ပြီးခဲလို့သူတို့ဒီလိုကိုယ့်ပေါ်မှာဆက်ဆံခဲလို့ကိုယ်ကဒီလိုမျိုးလမ်းကြောင်းတစ်ခုပေါ်ရောက်သွားနော်သူတို့ကအဲ့လိုကိုယ့်ပေါ်မှာနော်ဒီလိုမျိုးလက်ဆင်မပေးခဲဘူးဆိုရင် ဒါမှမဟုတ်ရဲ့ဒီနေ့မင်းတို့ကိုလိုပြောနေမဲ့သူဖြစ်မှာတော့မဟုတ်ဘူးเนาะအဲ့တော့ကိုဘက်ကကိုပေါ်ထဲမှာဘာတွေပဲကြုံနေရကြုံနေရအခုလက်ရှိမှာဒါတွေအကုန်လုံးကအရာရာအားလုံးကောင်းမှုအတွက်ဖြစ်လာတာဟုတ်ပြီเนาะကဲအဲ့တော့ဒီနေ့ reading လေးကိုအဆုံးသတ်ထုံးမယ်အဲ comment လေးမှန်းခဲ့ပဲဒီ reading လေးကိုတပေါ်ရှာရင် comment လေးမှန်းခဲ့ပဲ comment တွေအကုန်လုံးဖတ်တယ်အားလုံးဓာတ်ရေเนาะစိုးရိမ်မှန်းရေလေဒါစိုးရိမ်ပုံမှာပေါ်ပို့ပြီးတော့ကောင်းအောင်လုပ်ပေးမယ် เนาะနောက်တစ်ခါအစိုးရမတ်ဆရာမလို့တော့အောင်ပေါ့เนาะဒါပေမဲ့မတ်အစိုးမနဲ့သူကတော့ရှာပါတယ်ဟုတ်ပြီเนาะအဲ့တော့ကဲကျေးဇူးပါရှင်နောက်ထပ် reunion မှာပြန်တွေ့မယ်เนาะဘိုင်ဘိုင်